ရိတ်တက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ခုပြောမယ့်ပုံမြင်လေးကတော့ကျေးဇူးကန့်တဲ့ခြင်သိပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာတခါတုန်းကတော်တဲ့ကိုလမ်းလျှောက်လာတဲ့ခီးတဲတယောက်ဟာခြင်သိတကောင်ရဲ့နာနာချင်းချင်းအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်တဲ့ဗျာအော်ဟစ်တန်ဟာတူလျှောက်လာတဲ့လမ်းနဲ့တဖြည်းဖြည်းနီးကပ်လာပြီးမကြခင်မှာပဲခြင်သိတကောင်ထောင်ချောက်မိနေတာကိုမြင်လိုက်ရပါတော့တယ်တဲ့ အဲ့ဒီခါမှာတော့ခြံတေးကခီးသွွားကိုတောင်းမဲ့ပါတယ်အတင်ခီးသွွားငါ့ကိုတစ်ချက်လောက်ထောင်ချောက်တဲကနေလွတ်အောင်ကုညီပေးပါလားမကြခင်မှာမုတ်ဆိုရောက်လာပြီးငါ့ကိုတက်လိုက်မယ်အဲ့ဒါကြောင့်ငါ့ကိုကယ်ပါလို့တောင်းဆိုလိုက်ပါတော့တယ်ခီးသွွားဟာလေအတက်ချောင်းကိုကယ်ခြင်းပေမဲ့ခြံတေးအစားခံရမှာကိုလည်းကြောက်နေတာပေါ့အဲ့ဒါကြောင့်ခြံတေးကိုဂတိတောင်းလိုက်ပါတော့တယ်ကယ်တာကကယ်လို့ရပါတယ်ဒါပေမဲ့မင်းကိုကယ်ပြီးလွတ်မြောက်တဲ့အခါငါ့ကိုမတက်စားရဘူးနော်အန်ဒီမပေးပါဘူးလို့ကတိပေးရင်တော့ငါကယ်ပေးမယ် အဲ့ဒါလို့ပြောလိုက်တဲ့အခါချင်းတေဟာအလွယ်တကူပဲဂတိပေးလိုက်ပါတော့တယ်။အဲ့ဒါနဲ့ခီးသွားဟာလေချင်းတေကိုထောင်ချောက်ကနေလွတ်အောင်ကူညီပေးပြီးကယ်ဆယ်ပေးလိုက်ပါတော့တယ်။ထောင်ချောက်ကနေလွတ်သွားတဲ့ချင်းတေဟာအာရဝန်သားဆောင်နဲ့အော်ဟစ်လိုက်ပြီးခီးသွားကိုပြောလိုက်ပါတော့တယ်။ဟဲအတင်ခီးသွားတင့်ကိုအရန်ကျေးဇူးတင်မိပါတယ်။ငါမထောင်ချောက်တဲ့နှစ်ရက်လောက်အမိခံနေရတဲ့အတွက်ဘာမှလည်းမဆားရသေးလို့အင်မတန်မှစားတော့နေပါတယ်။တင့်ကိုကျေးဇူးတင်လက်ဆားနဲ့ငါရဲ့ဟာနေတဲ့ဘိုက်ကိုဖြည့်ဆည်းပေးလိုက်ပါလို့ဆိုပြီးကျေးဇူးကန်တဲ့ချင်တေးဟာ ပေးထားတဲ့ကတိကိုဖျက်ပြီးခီးသွားကိုစားမလို့လှုပ်လိုက်ပါတော့တယ်ဗျာအဲ့ဒီခါမှာတော့ခီးသွားဟာလေဟုတ်ပြီဗျာအဲ့ဒါဆိုစားခွင့်ပေးရမှာပေါ့ဒါပေမဲ့ခဏလောက်စောင့်ပါအောင်နော်နောက်ထပ်ခီးသွားတယောက်လာတဲ့အထိခဏလေးစောင့်ပြီးတင်လှုပ်တဲ့အလောက်ကမှန်ကန်ရဲ့လားတရားရဲ့လားဆိုတာဆုံးဖြတ်ခံလိုက်ရအောင်နော်ဒါလေးတော့သဘောတူပေးလိုက်ပါဗျာငါကတင့်ကိုအကုန်သဘောတူပေးထားတာပဲလို့ပြန်ပြောလိုက်ပါတော့တယ်အဲ့ဒါနဲ့ပဲချင်းတိဟာခဏပဲစောင့်နိုင်မယ်လို့ပြန်ပြောလိုက်တယ် မကြခင်မှာပဲရုံတကောင်ဟာသူတို့ရှိကနေဖြတ်သွားပါတော့တယ်ခီသွားဟာလည်းရုံကိုခေါ်လိုက်ပြီးအကူအညီတောင်းလိုက်ပါတယ်အတင်ရုံပညာရှိရေခဏလောက်ငါတို့ကိစ္စကိုဆုံးဖြတ်ပေးပါအောင်ဗျကိစ္စကတော့ဒီလိုပါဆိုပြီးအဖြစ်အပျက်ကိုပြောပြလိုက်ပါတော့တယ်အဲ့ဒီခါမှာတော့ရုံပညာရှိဟာအချက်မကောင်းတဲ့ခြင်းတွေကိုပညာပေးဖို့စဉ်းစားလိုက်ပါတော့တယ်ဟုတ်ပြီလေအဲ့ဒါဆိုရင်ဒီပြဿနာကအပြုံနဲ့ချီပြောလို့မဖြစ်တော့ဘူးငါ့ကိုလက်တွေ့ပြတဲ့အနေနဲ့အတင်ခြင်းတွေဟာဘယ်လိုမျိုးထောင်ချောက်ထဲမိနေကြတာလဲ တက်တည်ပြပါအောင်တက်တယ်လို့မှပဲအစားကနေအဖြစ်အပျက်တွေကိုတုံတက်နိုင်မှာပေါ့လို့ယုံပညာရှိဟာချင်းတေးကိုပြောလိုက်ပါတော့တယ်အဲ့ဒါနဲ့ပဲချင်းတေးဟာဒီလိုမျိုးပါဆိုပြီးထောင်ချောက်ထဲကိုပြန်ဝင်ပြလိုက်တော့သူ့ခြေတော့ကိုကြော့ခွင်းနဲ့ပြန်ဆွပြလိုက်ပါတော့တယ်အဲ့ဒီအခါကျတော့မှယုံပညာရှိဟာချင်းတေးကိုကောင်းပြီလေအဲ့ဒါလို့ထောင်ချောက်မိခဲ့တယ်ဆိုရင်လေအဲ့ဒီအတိုင်းနာနေခဲ့ပြီတော့ချင်းတေးရေကျေးဇူးမတိတတ်တဲ့တင်းအတွက်ထိုက်တက်တဲ့အရာကအဲ့ဒါပဲ ငါတို့တော့သွားပြီလို့ပြောပြီးရှင်တိကိုထောင်ချောက်ထဲမှာအဲ့ဒီအတိုင်းပြန်ထားခဲ့လိုက်ပါတော့တယ်။အဲ့ဒါလို့နဲ့ရှင်တိကြီးဟာလည်းထောင်ချောက်ထဲမှာပြန်ပြီးတော့ပြိမ့်မိနေခဲ့တော့တာပေါ့ဗျာ။ပရိတ်တတို့ရေအဲ့ဒါလို့ကျေးဇူးမတိတတ်တဲ့သူမျိုးကိုဘုရားမှာကြုံတွေ့ဖူးချပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလူတွေကိုဘာမှလုပ်เสียရမလို့ပဲအချိန်တန်သူတို့ရဲ့စိတ်ဓာတ်တွေကိုသူတို့ပြန်အကျိုးပေးမှာပါ။သူတို့လိုစိတ်ဓာတ်ရှိတဲ့သူနဲ့သူတို့ပြန်ကြုံရတဲ့အခါသူတို့အတွက်ဝက်ကအလိုလိုပြန်လည်လာပါလိမ့်မယ်ပရိတ်တကြီးတို့ရေ။ ပုံမြင်လေးကိုအဆုံးအထိအားပေးနာဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်နေ့ဒီမှလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။